ကျမတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့စက်တင်ဘာလ29ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေရီကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ကရင်ပြည်နယ်၄ k ကမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီးအများအပြားတိဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကော်မရှင်တပ်သားတွေဟာမူရစ်ဇေဝများတုံးဆွဲထားပြီး တိုက်ပွဲအတွင်းအများပြသိဆုံးခဲ့တယ်လို့ဆိုတာတာပါတိုက်ပွဲမှာပူကြီးဒါဘောဦးဆောင်တဲ့ viewer 32ချစ်တဲ့စစ်ကြောင်းကော့ဘရာစစ်ကြောင်းနဲ့မဟာမိတ်ပူပေါင်းစစ်ကြောင်းတွေကပူပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးတော်လိုင်းရဲပေါ်များအထိခိုက်မရှိခဲ့တယ်လို့စစ်ကော်မရှင်တပ်သားတွေစီကလက်နက်ခရမ်းတွေကိုလည်းတင်စေရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့လေကြောင်းမှပြစ်ကူယူပြီးထိုးစစ်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းကိုအေအေကဖြိုခွဲပြီးနေရီကန်ကာကင်းကုန်းတစ်ခုကိုတင်ပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် လီကျောင်းမှပြစ်ကိုယူပြီးဒိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုကိုအရခတ်တတော်အေအေကဖြိုခွဲပြီးနောက်၎င်းစစ်ကြောင်းဟာနေရီကန်ကာကင်းကုန်းတစ်ခုကိုစုပ်ခွာထွက်ပြေးရမှာအေအေကအဆိုပါကာကင်းကုန်းထိပါလိုက်လံတက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သတင်းရရှိပါတယ်။ဒေတာရင်းစီရီသတင်းရှင်မြတ်တစ်ခုကမနေ့ကပထမတက်လာတဲ့စစ်ကြောင်းနဲ့ဖြစ်တယ်။အဲ့ဒီစစ်ကြောင်းပြိုပြီးကာကင်းကုန်းကိုထွက်ပြေးတော့အဲ့ဒီကာကင်းကုန်းမှာဆက်ဖြစ်တယ်။တဏီကုန်းပဲအခုတော့ကာကင်းကုန်းကိုပါသိမ်းပိုက်လိုက်ပါတယ်လို့ဆိုပါတယ်။ ရခိုင်ပြည်အမ်းမြုံနယ်နဲ့မကွေးတိုင်းကဖဲမြုံနယ်တို့အကြားအမ်ဘရန်ယူတောင်ကျော်လမ်းမှာရှိတဲ့အကြံဖတ်စစ်တပ် viewer စခန်းတစ်ခုဖြစ်တယ်။နေရီကန်တောင်လီကျောင်းရံကာကွယ် viewer စခန်းကိုအမိပြုပြီးစစ်တပ်စစ်ကြောင်းတွေဟာမကြာခဏအေးအေးရှိရာဘက်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။စစ်ကောင်စီကလေကျောင်းမှနေပြီးဝိုင်းတွဲချက်နဲ့လာပြတယ်။အဲ့ဒီလိုလုံနေတာ၄ရက်ရှိပြီးပြီးတော့စစ်ကြောင်းတွေတိုးတယ်။မနေ့ကမနေ့ကလေးကတိုက်ပွဲဖြစ်ကြတော့ပြင်းထန်တယ်လေ။လေကျောင်းကနေဘုံလာကျပြီးချီလင်းစစ်ကြောင်းကနေနေစဉ်ထိုးနေတာပါ။ ီနေ့တော့နှစ်ဖက်တိုက်ပွဲမနေ့ကလေးကပြင်းပြင်းထန်ထန်ဖြစ်နေကြပါတယ်လို့သူကဆိုပါတယ်စစ်ကောင်စီကနေရီကန်ကိုအမိပြုပြီးအရခတ်တက်တော်ထင်းချုပ်ရနေရာတွေကိုနီးမျိုးစုံတုံးပြီးထိုးစစ်ဆင်နေပေမဲ့လေနေရီကန်ပတ်ဝန်းကျင်မှာရှိမတိုးနိုင်တဲ့အပြင်လက်ရှိကာကင်စခန်းများတွေမှာနောက်ထပ်ကာကင်တစ်ခုကိုပါဆုံရှုံခဲ့တယ်လို့သိရှိရပါတယ်အချမ်းပါစစ်တာအေယာဝရီတိုင်းရခိုင်အဆက်ပဲခူးတိုင်းရခိုင်အဆက်နဲ့မကွေးတိုင်းရခိုင်အဆက်နေရာတွေမှာ ၎င်းတို့စစ်ရှုံး၍ပေးထားခဲ့ရတဲ့နေရာတွေကိုပြန်လည်ရရှိဖို့ကြိုးပမ်းအားထုတ်တဲ့ထိုးစစ်များကိုစစ်တိုက်ပြုလုပ်လျက်ရှိကြောင်းဒီအထက်မှာမကွေးတိုင်းနယ်ရီကန်ကုန်းဘက်မှာထိုးစစ်များပုံမှုပြုလုပ်လျက်ရှိကြောင်းအာရခတ်တပ်တော်ကစက်တင်ဘာလ10ရက်နေ့တရင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်ဘတ်တိုက်ခိုက်နေတဲ့တရင်မြန်မာအကြံပတ်စစ်တပ်စက္ကခစစ်ခွန်လောက်ခံတရင်မြန်မာဖြစ်ကြတဲ့ခမရ9ခွန်၄ခမရ969ခမရ9ခွန်9ခမရ9ခွန်ခမရ9နှစ်3ညခလရ2 9တရင်မြန်မာပါဝင်ပါတယ် အစိုးရတရင်တွေကိုစစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရဥပဒေအောက်မှာပုံစံအမျိုးမျိုးနဲ့အတင်းအဓမ္မစစ်သားစုဆောင်ပြီးစစ်တင်တန်းပေးထားတဲ့ရဲဘော်တင်များနဲ့ဖွဲ့စည်းထားတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ဗန်းမောင်မျိုးအနီတိုက်ပွဲဆက်လက်ဖြစ်ပွားနေရှန်နီတက် SND တပ်သား၂ဦးအရှင်ဖမ်းမိပြီးရုပ်အလောင်း၃လောင်းနဲ့လက်နက်တွေတင်စေရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းဗန်းမောင်မြို့အနီးတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးရှမ်းနီတက် SND တပ်သား၂ဦးအရှင်ဖမ်းမိကောင်ရုပ်အလောင်း၃လောင်းနဲ့ လက်နက်ခင်းရင်းတွေတိတ်ဆဲရမိတယ်လို့ဗန်းမောက်တိုက်ပွဲကရဲဘော်တွေကပြောပါတယ်စက်တင်ဘာလ20ရက်နေ့ကဗန်းမောက်မြို့ကိုအမတ်တစ်စစ်တီတာကိုကဲမှုနဲ့တိမ့်ပိုက်ပြီးနောက်ရှမ်းနီတက်တွေဆုတ်ခွာသွားတဲ့နေရာတွေနဲ့မြို့မြောက်ဖက်ချမ်းနဲ့အနောက်ဖက်ကကာကင်းနေရာတဝိုက်မှာတိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့၄ရက်ကမြို့အထက်ခမိုးတာဝါတိုင်းဂုံးမှာနေမြရှင်းရင်းနဲ့သူတို့ကာကင်း point ကုန်တိုးတော့ဖြစ်တာအရှင်နှစ်ယောက်မိတယ်အလောင်းကနှလောင်းတလောင်းပျောက်တယ်ဂန်းကားလက်ရထားတယ်လို့ ဘန်းမောက် PDF တပ်ဖွဲ့ဝင်ကတိုက်ပွဲဖြစ်စဉ်အပေါ်ရှင်းပြပါတယ်။ကာကွယ်တပ်ဖွဲ့တွေအနေနဲ့ဘန်းမောက်မြို့ပတ်လေကိုနေမည်ရှင်းလင်းတာတွေဆက်လက်လှုပ်ဆောင်နေတယ်လို့လဲကာကွယ်တပ်ဖွဲ့တအုပ်ကအတိပေးပါတယ်။စက်တင်ဘာလ29ရက်နေ့ထိတွေ့မှုအတန်တွေကတော့အခုထိကြားနေရတုံးလို့ဘန်းမောက်မြို့စီးရီတရင်ရှင်းမြစ်ကပြောပါတယ်။ဘန်းမောက်မြို့မှာရန်ထွန်းပြူဝမှုဦးစီးတဲ့ SNE တပ်မှ၆တလီ၉ခုနဲ့ပြင်ရဲပြူစော့တီပူပေါင်းအင်အား၄၀၀ဝန်းကျင်အခြေချနေထိုင်တဲ့ မြစ်သေးချင်းရွာကာကင်းကုန်းမြစ်သေးချင်းရွာတာဝါတိုင်းကုန်းအောင်ကပါသိန်း KTV ကျွဲကောကုန်းရွာမြစ်သေးချင်းရွာဘုံကြီးကျောင်းတွေကိုစက်တင်ဘာလ15ရက်နေ့ကစပြီးထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်မြို့အနီးကဒမ်ဘိုစီဆိုင်ဘင်္ဂလိုကုန်းနာရကရွာစက်တော်ရွာကျွန်းတောင်စကန်းကုန်းဗန်းမောက်မြို့ပြူဝါကုန်းအောင်တာကုန်းရွာစကန်းကုန်းလှော့စင်ကုန်းဘုံကြီးကျောင်းဗန်းမောက်မြို့မှစာတင်ကျောင်းဗန်းမောက်မြို့ရေစကန်းမြတ်နတ်တာဘုံကြီးကျောင်းနေဆက်ဒေတာနဲ့ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတင်းနှင်းကြောင်းနတ်တလကိုသိမ့်ပိုက်နိုင်ခဲ့တယ်လို့ MT City သားကထုတ်ပြန်ထားပါတယ်။မြို့သိမ့်တိုက်ပွဲမှာ G3 နှစ်လက်၊ UZ တလက်၊ AK တလက်၊ G မျိုးစုံတပေါင်းကျော်120မမ81မမ60မမဘုံးဒီနဲ့ drone ဘုံးဒီ100ကျော်သိမ့်ပိုက်ရရှိထားတယ်လို့ဆိုပါတယ်။ SNA ဗိုလ်တအုပ်အပါအဝင် အလောင်း9လောင်းကိုလည်းရရှိထားပြီးတော်လိုင်းပူပေါင်းတပ်ဘက်ကရဲဘော်6ဦးကြာဆုံးပြီးအချို့တန်ရရခဲ့ပါတယ်။ စစ်ကောင်စီတပ်နဲ့ SN တွေကရွှေချောင်းရွာပေးဟင်းကရွာနဲ့တာယာကုန်းရွာတွေမှာကကင်းထိုင်ထားပြီးအများစုကဗန်းမောင်းမြို့နဲ့မြောက်ဖက်ချင်းကကမန်ကုန်းရွာနဲ့အနောက်တိုးရွာတွေကိုဆက်ခွာပူးပေါင်းတော်တယ်လို့သိရှိရပါတယ်။ဗန်းမောင်းမြို့နဲ့ကအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်တရင်တပ်ဖွဲ့တွေတင်ပိုက်ထင်းချုံထားတဲ့အင်းတော်မော်လူးနဲ့ပင်လယ်ဘူးမြို့အနီးမှာရှိပါတယ်။ကာလန်တိုင်းစူပါကအင်းတော်မမိုင်30မော်လူးမမိုင်90နဲ့ပင်လယ်ဘူးမြို့မှာ62မိုင်ဝန်းကျင်သာကွာဝေးပါတယ်ခင်ဗျာ။ ထပ်မံတင်ဆက်ပေးကြတာကတော့ထွက်ပြေးသွားတဲ့ PDF အပါအဝင်6ဦးပြူစောထီးတွေစီမှာဖမ်းဆီးနှိပ်စက်ခံရတယ်လို့ပြောဆိုကြားသိရကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရေဦးမြို့နယ်အခြေဆိုင်ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့မှလက်ယုံတပ်ဖွဲ့ဝင်တအူးအပါအဝင်ထွက်ပြေးသွားသူ6ဦးပြူစောထီးတွေစီမှာဖမ်းဆီးနှိပ်စက်ခံရတယ်လို့ရေဦးမြို့နယ်ပကပတာဝန်ခံစီကနေသိရှိရပါတယ် စက်တင်ဘာလ27ရက်နေ့ညနေပိုင်းမှာမြောက်ပိုင်းဇုံမှာတာဝန်ကျနေတဲ့ရေဦးပကဖလက်ယုံတပ်ဖွဲ့ဝင်အောင်သူဝင်းရေဦးမြို့နယ်ပန်းကုန်းရွာသားတွေဖြစ်တဲ့ထုံးအောင်ကျော်ဇိုးဦးချူတာပြီးကံပလူမြို့နယ်ကာဘူးရွာသားတဦးနဲ့တမ်းပင်ရွာသားတဦးတို့ကစကန်းကနေထွက်ပြေးပြီးနောက်စက်တင်ဘာလ22ရက်နေ့ကကာဘူးပြူရွာအနီးမှာဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်သူတို့ပြေးပြီးနောက်မနေ့ကျတော့ကျွန်တော်တို့စီတရင်ဝင်လာတယ်ကာဘူးကိတ်မှာဖမ်းခံထားရတဲ့အကြောင်း လက်ပြန်ကျိုးတုပ်ပြီးဖမ်းခံထားရတဲ့လူ6ယောက်ပေါ့ဒီကပျောက်တဲ့6ယောက်လည်းဖြစ်နေတော့ကျွန်တော်တို့ရဲဘော်တွေနဲ့လူတွေဆိုတော့သိရတယ်ဆိုလိုချင်တာကအလင်းဝင်ဖို့တွားတာမဟုတ်ဘဲထွက်ပြေးတာသူတို့မိသားစုတွေစီတွားကြမယ်အနေထားမှာပြုံနဲ့တွားမိတာလို့ရင်းဦးမြို့နယ်ပကဖတာဝန်ခံကပြောပါတယ်အစိုးရ6ဦးမှပြူစောတီတွေစီအလင်းဝင်တွားတာမှန်ကန်ပါကလက်ပြန်ကျိုးတုပ်ရိုက်နဲ့စစ်စည်းတာလုပ်စရာမလိုဘဲကောင်းမွန်စွာထားရမှာဖြစ်တယ်လို့စက်တင်ဘာလ26ရက်နေ့ထိရိုက်နဲ့ခံနေရပြီး နှစ်ဦးကဒဏ်ရာအပြင်းထန်ရထားတဲ့ဆိုတာကိုအတွင်သတင်းအရသိရှိထားတယ်လို့ဆိုပါရယ်စက်တင်ဘာ21ရက်နေ့မနက်ပိုင်းမှာလေတိုက်လို့ပြိုကျပျက်စီးသွားတဲ့မြောက်ပိုင်းစုံအနီးကပကဖလှူရှာစခန်းတစ်ခုကိုပြင်ဖို့အထက်ပါ6ဦးကို3ဘိန်းတစီနဲ့အတူဆေးလွတ်လိုက်ရမှာနေ့လယ်ပိုင်းသမင်းစာပြန်လာပြီးနောက်ညနေပိုင်းထပ်သွားချိန်မှာစခန်းခါနီထွက်ပြေးသွားကြတယ်လို့ဆိုပါရယ်တပ်ဖွဲ့ဝင်အောင်သူဝင်ဟာ2022ကလေးကရီဦးပကပတဲကိုဝင်ရောက်ခဲ့သူဖြစ်တယ်လို့တပ်ဖွဲ့မှနေတိုင်းချင်းစီကန်ချူဖောက်တာမျိုးမရှိဘဲ တာဝန်ကြီးပွန်စွာနေခဲ့သူဖြစ်ပေမဲ့ယခုနှစ်စက်တင်ဘာလ10ရက်လမှာတပ်ဖွဲ့ပိုင်ကြီးစံအကျုပ်ရောင်းစားမှုနဲ့တပ်ဖွဲ့ကနေယာယီထုတ်ပယ်ထားကအခြေချုပ်အနေနဲ့မြောက်ပိုင်းစုံစခန်းမှာစောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။ဒါအပြင်ကမ်ဘလူဒေတာခန်နဦးကတော့သူတို့ရွာရီမှာပြူစောတိတွေကတနက်ကင်ကင်းဆောင်ခိုင်းလို့ဇွန်လမှာပကဖမြောက်ပိုင်းစုံဘက်ကိုထွက်ပြေးလာသူတွေဖြစ်ပြီးရေဦးဒေတာခန်၃ဦးကတော့ PDF တပ်ဖွဲ့ဝင်တွေကိုမူးယစ်ပြီးဆဲဆူလို့ထိမ့်သိမ်းထားသူတအူးနဲ့ စစ်မှုတန်းဥပဒေကြောင့်ထွက်ပြေးလာသူနှုတ်ဖြစ်ကသူတို့အားလုံးကစခန်းမှာစောင့်ကြည့်ခံထားရသူတွေဖြစ်တယ်လို့အထက်ပါတာဝန်ခံကပြောပါတယ်။အစိုးရ၆ဦးဖမ်းဆီးခံရပြီးနောက်ရေဦးမြို့နယ်တဲကပတ်ကပတ်စခန်းတွေကိုစစ်ကော်မရှင်ဘက်ကစစ်ကြောင်းထိုးတာလေကြောင်းကနေကင်းထုတ်တာမျိုးတွေတော့မရှိသေးဘူးလို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ KNU တက်မဟာငါနေမီကိုစစ်ကောင်စီတက် BGF နဲ့ဘူဘီဦးဆောင် DKBA ပူးပေါင်းတက်တွေအင်အားဖြစ်တဲ့ အပြင်းထန်တိုးစစ်ဆင်မဲလို့စုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ KNU အမှတ်၅တက်မှာဖပွန်ခရိုင်မူတော်ခင်အတွင်းကိုထိုးစစ်ဆင်မဲစစ်ကောင်စီတပ် BGF နဲ့ DGB ပူးပေါင်းတပ်ဖွဲ့တွေဟာအင်အားများစစ်တိုက်ဖြစ်တင်းမှုများလှုပ်ဆောင်နေတယ်လို့ KNL သတင်းရင်းမြစ်ကပြောပါရယ်။စစ်ကြောင်းထိုးရန်အင်အားဖြစ်တင်းပြင်ဆင်နေတဲ့တပ်ဖွဲ့တွေမှာအကြံဖတ်စစ်ကောင်စီတပ်ဘုံမောင်ချစ်ဦးဆောင်တဲ့ BGF အမှတ်၁၃၁တပ်ဖွဲ့များဘူလာကြိုင်ဦးဆောင်တဲ့ BGF အမှတ်133တက်တရင်တက်ဖွဲ့များနဲ့ပူပိဦးဆောင်တဲ့ DGB တက်ဖွဲ့များပူပေါင်းပါဝင်အင်အားဖြည့်တင်ပြီးထိုးစစ်ဆင်မှုပြင်ဆင်နေက၎င်းတက်ဖွဲ့တွေဟာဝါတူးရွာကိုရောက်ရှိနေပြီလို့အစိုးရသတင်းရှိမြစ်ကဆိုပါတယ်စစ်ကောင်စီပူပေါင်းတပ်ဘက်ကနေတိုင်းပဲတက်ဖွဲ့ပြီးတက်ဖွဲ့တိုးတိုးလာတယ်လက်ရှိမှာတော့ဝါတူးမှအထိုင်ချနေတယ်လက်နက်ကြီးလည်းအဲ့ဒီမှာပြောင်းသွင်းခုပါတဲ့လက်နက်ကြီးမျိုး၃လလောက်ထောင်ထားတယ်လို့သိရတယ်သူတို့တက်ရင်နဲ့လမ်းပြင်သွားမဲ့သဘောရှိနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ အခုတက်လာတဲ့ကားတွေမှာကတ်တရာစီပါတင်ဆောင်လာတာကိုတွေ့ရပါတယ်။တရင်လမ်းပြင်းရင်အဲ့ဒီလိုအစီအစဉ်ရှိတယ်လို့ယူဆတယ်လို့အဆိုပါ KNL သတင်းရှိမြစ်ကပြောပါတယ်။အခုမြေပြင်မှာထိုးမဲ့စစ်ကြောင်းကိုလက်နက်ကြီးပြစ်ကူပါပြင်ဆင်နေတယ်။လက်နက်ကြီးနဲ့ပဲလမ်းကြောင်းရှင်းဖို့ပြင်ဆင်နေတယ်။မရရင်တော့လေရင်ပြစ်ကူပါလမ်းကြောင်းရှင်းပြစ်ကူပေးဖို့ရည်ရွယ်ထားတယ်လို့အထက်ပါသတင်းရှိမြစ်ကဆိုပါတယ်။အချက်ပါစစ်ကောင်စီတပ်တွေဟာ KNU တပ်မှနေပြည်တော်မှာလက်လွတ်ဆုံးရှုံးခဲ့ရတဲ့နေပြည်တော်များနဲ့ တစခန်းနေရာတွေကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီမှစူးစမ်းလျက်ရှိနေတဲ့အပြင်ကတိုင်တိနဲ့ဖားပွန်ဘီယောကိုလည်းစစ်ကူများပို့ဆောင်နိုင်ဖို့ BGF အကူအညီနဲ့ဂရန်တီစခန်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားတရာကျော်ရောက်ရှိနေပြီဖြစ်တယ်လို့သိရှိရပါတယ်။ဒီကောင်တွေအပိချမယ်။ဘိုလာကျန်ကဂရန်တီကနေပြန်ဆုတ်တုံးကမနစ်ကဒီဇင်ဘာ30 31ရက်နေ့မှလာမှတ်မှတ်မိတော့ဘူး။တမဟာတစ်ကနေအုံတော်ကနေတဆင့်မြန်ကြီးငူကိုပြန်သွားပြီးမကြခင်မှာပဲ နုထပတ်တက်ပြန်ထိုင်ထားတယ်လို့ KNL တက်မှ9နဲ့နီးစပ်သူတဦးကပြောပါတယ်။ကတိုင်တီစစ်ကောင်စီတက်စကန်ကို KNL PDF ပူပေါင်းတက်တွေကတိုက်ခိုက်ရန်ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ခဲ့စဉ်မှာ BGF အမှတ်1313တက်ရင်ဘူလောက်ချိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့ဝင်များထွက်ခွာနိုင်ရန် KNU KNL တက်မှ9တာဝန်ရှိသူထံမှပြန်ဆုတ်ရန်ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ KNU ကလည်းအဆိုပါ BGF တပ်ဖွဲ့ဝင်တွေကို KNU တက်မှ1 ဒုသထုခရိုင်ကြက်တောင်းစိတ်လမ်းမတစ်ဆင့်ပြန်လည်ဆုတ်ခွင့်ပြုပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘိုလာကျိုင်ဦးဆောင်တပ်ဖွဲ့ကမိမိတို့ကရင်အချင်းချင်းမတိုက်ခိုက်ချင်တော့တယ်လို့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပူးပေါင်းပါဝင်တိုက်ခိုက်လို့စိမရှိတော့ဘူးလို့လည်းပြောဆိုခဲ့ကြအောင် KNU တပ်မှတင်းနဲ့ငားမှတာဝန်ရှိသူတချို့တန်ကနေသိရှိရပါတယ်ခင်ဗျာ။နောက်တစ်တင်ဆက်ပေးကြတာကတော့စစ်အာဏာရှင်စနစ်စန့်ကျင်ရေး Federal Democracy တိဆောက်ရေးနဲ့ခိုင်မာတဲ့နိုင်ငံရေးပြည်ညင်များရရှိလာရေး NLD ရဲ့ပါဝင်ဆောင်ရွက်မှုပြည်ထောင်စုအတွက်အထူးအရေးကြီးတယ်လို့ NUG ယာယီတမရပြောဆိုဒွန်ဆန်းစုကြည်ကမြန်မာနိုင်ငံရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ခေါင်းဆောင်တအုပ်ဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး Federal Democracy စနစ်တည်ဆောက်ရေးနဲ့ခိုင်မာတဲ့နိုင်ငံရေးပြည်ညင်များရရှိလာရေးအတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ပါဝင်ဆောင်ရွက်မှုမှာပြည်ထောင်စုအတွက်အထူးအရေးကြီးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီတမနာဒေါ်လာလက်ရှိလာကပြောဆိုလိုက်ပါတယ်။ဒီကနေ့ကြောက်ရွံ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း၃၈နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားမှာနိုင်ငံတော်ယာယီတမနာဒေါ်လာလက်ရှိလာကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ဒီကနေ့ຫນွေဦးဒေါ်လာရာ KSSS ဒီမိုကရေစီလှုပ်ရှားမှုရဲ့အဆက်ဖြစ်ကြောင်းရင်းအချိန်ဒီမှာ NLD ပါတီကာယကံမြောက်မြုံနိုင်ခဲ့တဲ့နိုင်ငံရေးပါတီကြီးဖြစ်ကြောင်းလူတို့က NLD ပါတီရဲ့ဥဆောင်မှုကိုဆက်လက်အလိုရှိနေစေဖြစ်ကြောင်းသူကဆိုပါတယ် ရွေးဦးတော်လှန်ရေးဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထည့်ဝင်မြှုပ်နှံခဲ့တဲ့အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့စင်ကဲလိုက်တစ်ခုဖြစ်ပါတယ်။ဒါကိုယခုကျွန်တော်တို့အားလုံးဝိုင်းဝန်းဥဆောင်ရှေ့ဆက်နေကြပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့တမိုင်းပိတ်တော်ဝင်တွေကိုဆက်လက်ထမ်းရွက်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအပါအဝင်စစ်အာဏာရှင်စနစ်ကိုတတ်ဆိုးရှေအောင်အထောက်ပံ့ပေးတဲ့အတုအယောင်ရွေးကောက်ပွဲလိုလှုပ်ရက်တွေကိုဆန့်ကျင်တဲ့နေရာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နွေဦးတော်လိုင်းအင်အားစုအလုံးနဲ့တသားတည်းတည်ရှိပြီးဥဆောင်ဥရွက်ပြူပါဝင်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါအပြင်နွေဦးတော်လိုင်းရေးမှာအလုံးပါဝင်တဲ့နိုင်ငံရေးအခင်းအကျင်းဖြစ်လာအောင်ဆက်လက်ကူညီပေးဖို့မြေတားရက်ခံကျင်းပါတယ်။လူတို့လွတ်လပ်ခွင့်အတွက်အာမခံချက်ရှိတဲ့အခြေအနေကိုဖန်တီးဖို့အတွက်တမိုင်းအစဉ်လာကြီးမားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥဆောင်ပါဝင်မှုကိုပြည်သူတရလုံးကဆက်လက်အလိုရှိနေကြပါတယ်လို့ယာယီသမ္မတကပြောဆိုပါတယ်။ဒါအပြင် NLD ခေါင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အခင်းကဏ္ဍဟာ အရေးကြီးပြီးနိုင်ငံအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ခေါင်းဆောင်တူဖြစ်ကြောင်းဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကြိုးပမ်းနေကြဆဲဖြစ်ကြောင်းယာယီတမရကပြောဆိုပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အကြောင်းပြောဆိုရမှာကျွန်တော်တို့နိုင်ငံတော်အတိုင်ပင်ခံပို့ကိုဒေါ်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကိုမေထားဖြောက်ထားလို့မရပါဘူးဒေါ်ဆန်းစုကြည်ဟာ NLD ပါတီရဲ့အဖွဲ့ခေါင်းဆောင်ဆိုတာထက်ပိုပြီးနိုင်ငံရဲ့အဖိုးမဖြတ်နိုင်တဲ့ခေါင်းဆောင်တူလည်းဖြစ်ပါတယ် ဒီနေ့ဒီအချိန်မှာကျွန်တော်တို့လေးစားအားကြရတဲ့ဒေါအောင်ဆန်းစုကြည်ဟာအကြမ်းဖက်မင်းအောင်လိုက်နဲ့စစ်အုပ်စုကမတရားဖမ်းဆီးချုပ်နှောင်ခံထားလျက်ရှိပါတယ်ကျွန်တော်တို့အားလုံးအနေနဲ့လည်းဒေါအောင်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးကိုကြိုးပမ်းနေကြဆဲဖြစ်ပါတယ်ဒီလိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပါတီခေါင်းဆောင်များမတရားဖမ်းဆီးထိန်းသိမ်းခံထားရခြင်းပါတီကိုဦးဆောင်နေတဲ့တာဝန်ရှိသူများအနေနဲ့လည်းဒီလိုခက်ခဲကြမ်းတမ်းတဲ့တော်လှန်ရေးကာလမှာ ပါတီကွန်စုစည်းအောင်လှုပ်ဆောင်နိုင်တဲ့အတွက်နှွေဦးတော်လှန်ရေးတစ်ခုလုံးအတွက်ခွန်အားဖြစ်ကြောင်းပြောကြားလိုပါတယ်လို့တမရကပြောဆိုခဲ့ပါတယ်။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကို1988ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီးယခုအခါပါတီရဲ့တက်တမ်းမှာ38နှစ်အထိရှိလာပြီဖြစ်ပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးချင်တာကတော့မန္တလေးတိုင်းမြင်းကျံမြို့နယ်မှာပြူစောတိများဖန်ဆီးထားတဲ့အလေတန်းကျောင်းသားများတရင်အစအနပင်မရဘဲပျောက်ဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။ စက်တင်ဘာလ9ရက်နေ့ကမြင်းကျက်မြို့နယ်ကံရွာလမ်းကွဲမှာရှိတဲ့ပြူစောတိခေါင်းဆောင်တီရာရွတ်မွန်ရဲ့ဂိတ်မှာမြင်းကျက်မြို့အထက်ကတုံကျောင်းမှာတက်ရောက်နေတဲ့အသက်73နှစ်မှ95နှစ်အရွယ်ကျောင်းသား9ဦးတို့ဖမ်းဆီးခဲ့ရပြီးမြင်းကျက်မြို့အခြေစိုက်ခမရ15တပ်ထဲကိုခေါ်ဆောင်သွားကြောင်းစက်တင်ဘာလ23ရက်နေ့မှာအသက်73နှစ်အရွယ်ကျောင်းသားတဦးကိုပြန်လွတ်ပေးခဲ့ပြီးကြံ့6ဦးမှာတော့ဒီကနေ့စက်တင်ဘာလ29ရက်နေ့အထိတိုင်ပျောက်ဆုံးနေကြောင်းတောင်သာအလင်းတန်းအဖွဲ့ထံကနေသိရှိရပါတယ် ကျောင်းသားမတိရနဲ့ဖမ်းတာပါ။ကျောင်းသွားရင်းနဲ့ဖမ်းခံရတာမဟုတ်ပါဘူး။မြင်းချက်မျိုးမြောက်ဖက်အနစ်ရွာဘက်ကိုသွားရင်အဖမ်းခံရတာပါ။သူတို့ကိုလိုက်ပို့တဲ့တုံးဘိတ်သမားကိုပြန်လွတ်လိုက်ပါတယ်။အနစ်ရွာအနီးကံရွာလမ်းကွင်းမှာဖမ်းခံရတာပါ။ပြန်လွတ်လာတဲ့တယောက်ကတော့ဘာလို့ပြန်လွတ်လာလဲမသိရသေးဘူးလို့တောင်သားအလင်းတက်မှတာဝန်ရှိသူတဦးကပြောပါတယ်။စက်တင်ဘာလ12ရက်နေ့မှာစစ်ကောင်စီဝါဒဖြန့် TikTok အကောင့်တစ်ခုဖြစ်တဲ့မြင်းချက်ပြည်သူစစ်ဌာနရဲ့အကောင့်က PDF များထံတွားရောက်တဲ့ကလေးတွေကို ကေတင်ထားကြောင်းရုတ်တံဖိုင်တစ်ခုတင်ခဲ့ကြောင်းသိရှိရပါတယ်။ယင်းရုတ်တံဖိုင်ထဲမှာဖန်စီခံចောင်းသားတွေက၎င်းတို့ဟာမြင်းကြံမြို့မြို့တစ်ရက်ွက်မှာဖြစ်ပြီး PDF ထံမှဝင်ပါကမိဘများကိုတက်မဲလို့ချင်းချောက်တဲ့အတွက် PDF ထဲဝင်ရန်တွားရခြင်းဖြစ်ကြောင်းပြောဆိုထားပါတယ်။ဖန်စီစဉ်အစောပိုင်းမှာတော့ငွေညစ်တယ်လို့ကြားထားရပါတယ်။နောက်ပိုင်းမှာဝါရဖြန့်ဗီဒီယိုထွက်လာတယ်။ PDF ထဲဝင်ဖို့တွားတဲ့ကလေးတွေကိုသူတို့ပြူတွေကကဲထားရပါတယ်ပေါ့။နောက်ပိုင်းတော့ဘာမှမကြားရဘူးဗျ။ PDF တွေအနေနဲ့တော့အဲ့ဒီကလေးတွေကိုမသိပါဘူး။ចောင်းသားလေးတွေဘာလို့၎င်းကဆက်လက်ပြောဆိုပါတယ်။ဖန်စီခံရတဲ့ကလေးငယ်တွေဟာမြင်းကြံမြို့နဲ့အနေကျေးရွာကိုမြည်သည့်အကြောင်းကြောင့်တွားရောက်တီကိုတော့ MPE အနေနဲ့အတီမပြုတ်နိုင်သေးပါဘူး။အနေကျေးရွာမြင်းကြံမြို့ရဲ့မြောက်ဘက်မှာတည်ရှိပြီးမြို့ပေါ်နဲ့6မိုင်ခန့်ကွာဝေးပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။